အားလုံးပဲမင်္ဂလာပါဗျာထုံးစံ9ဂျီဆန်ဆော့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒါကျွန်တော်မနေ့ကတော့ဒါဘာစီလိုနာပွဲရဲ့အက်စတရန်ဗီလာပွဲရဲ့ကျွန်တော်နှစ်ပွဲရွေးချယ်ပေးခဲ့တယ်ဒါနှစ်ပွဲလုံးဒါအောင်ထားတယ်ဗျာဒီနေ့မှလည်းဒါမနေ့ကလိုထပ်ပြီးတော့ဒါနှစ်ပွဲထပ်ပြီးရွေးချယ်ပေးထားတယ်ဒါကြောင့်လာလီဂါပွဲစဉ်တစ်ပွဲရဲ့ဒါဘွန်ဒက်လီဂါပွဲစဉ်တစ်ပွဲရဲ့ရွေးချယ်ပေးထားတယ်ဗျာ ကျွန်တော်ဒါလာလီကာပွဲစဉ်ကိုကျွန်တော်ရင်ပြောမှာပြကျွန်တော်ဒါဂျီရိုနာနဲ့ဒါအစပန်ယိုနဲ့ပွဲစဉ်လေးကိုကျွန်တော်ရင်သုံးသပ်ပေးမယ်ဂျီရိုနာအနေနဲ့ကကျွန်တော်ဒါလက်ရှိလာလီကာမှာဒါ6ပွဲကစားထားတယ်ဒါ၄ပွဲရှုံး2ပွဲတည်ရင်နဲ့ဒါအဆင့်20မှာရပ်တည်နေတဲ့အသင်းဖြစ်တယ်ပြလက်ရှိအခြေအနေအရဆိုလို့ရှိရင်ဒါရှုံးပွဲတွေနဲ့ဒါရင်ဆိုင်နေရတယ်ဒါဟိုပွဲချက်ကာလာလို့လည်းပြောလို့ရတယ်ပြဒါသူ့အနေနဲ့ဒါဆိုးရတဲ့ရလက်တွေကိုလည်းပိုင်ဆိုင်ထားတယ်ပြအစပန်ယိုအနေနဲ့ကတော့ဒါကျွန်တော်ဒီ6ပွဲကစားထားတယ် သုံးပွဲနိုင်နှစ်ပွဲတည်းရေတပွဲရှုံးနေတာအဆင့်လေးမှာရက်တည်နေတဲ့အသင်းဖြစ်တယ်ခြေစားပိုင်းကတော့ဒါနည်းနည်းလေးကောင်းမွန်တယ်လို့ပြောလို့ရတယ်မဆိုးဘူးဗျဒီဂျီရိုနာဂျီရိုနာနေနဲ့ကျွန်တော်တို့ဒါပြန်ပြီးတော့ဒါပြီးခဲ့တဲ့ပွဲမှာဒါဂျေးအောင်လားဆိုတာကိုကျွန်တော်တို့ဒါပြန်ပြီးချက်သွားကြည့်ရမယ်ဂျီရိုနာကကျွန်တော်တို့ဒါပြီးခဲ့တဲ့ဒါဘီဘောင်နဲ့ပွဲမှာကျွန်တော်အောက်ချင်းနေနဲ့တော့အောင်လားတော့ကျွန်တော်တွေ့ရတယ်ဗျဒီလိုတစ်ပတ်တည်းကြည့်လို့တော့မရဘူးဗျနောက်ထပ်တစ်သင်ကျွန်တော်အက်စပန်ယိုလည်းပြန်ကြည့်ရမယ်ဗျ အစပန်ယိုနေနဲ့ကတော့ဒါကျွန်တော်ပြီးခဲ့တဲ့ဒါဗလန်စီယာနဲ့ပွဲမှာဒါကျွန်တော်ဒီပေါက်ကြီးကတရေ90ရှုံးတော့ဂိုးပေါင်းကနှလုံး90ရှုံးနဲ့အဲဒီပွဲမှာတော့ဒါအစပန်ယိုနေနဲ့ဒါဘော်ဒီတော့မအောင်နာဘူးဒါဒီဂိုးပေါင်းတော့ဒါအောင်နာတော့ကျွန်တော်တွေ့ရတယ်ဗျအခုဒီနေ့လက်ရှိဒီနေ့ဒီနေ့ပွဲမှာဆိုလို့ရှိရင်လည်းဒါဂျီရိုနာကပေါက်ကြီးကလက်ရှိအွန်လိုင်းပေါက်ကြီးဆိုရင်တရေကိုဒါ30ရှုံးဂိုးပေါင်းကနှလုံး80ရှုံးဖြစ်တယ်ဗျ လက်ရှိအခြေအနေအရဆိုလို့ရှိရင်ဒါအစပန်ညိုကတော့ဒါပေါက်တင်တဲ့အနေအထားဖြစ်တယ်။လက်ရှိခြေဆမ်းပိုင်းကအဆင့်ပိုင်းအဆင့်အနေအထားအရောဒါအစပန်ညိုတော့ပြန်ပေးရမှာ။ဒါပေမဲ့အရှင်ဂျီရိုနာဘက်ကပဲဒါဘာလို့ပြန်ပေါက်လဲဆိုတော့ကျွန်တော်ပြန်တစ်ချက်စဉ်းစားရမယ်ဗျ။ ါပေမဲ့ဒါဒီနှစ်သိန်းလုံးရဲ့လက်ရှိခြေစွမ်းရောဒီအိမ်ခွင်ဝယ်ခွင်စမ်းဆောင်ချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ Giona ဒါအိမ်ခွင်မှာဆိုရင်တိတ်ပြီးလုပ်ပြထားနိုင်တာကျွန်တော်မတွေ့ရဘူးဟိုအလုံးစုံပြဒါတကိုးလောက်တော့ဒါကောင်းကောင်းမွန်မွန်မသိန်းထားနိုင်တာကျွန်တော်တွေ့ရတယ်။ Espanyol အနေနဲ့ကလည်းဒါအဝယ်ခွင်စမ်းဆောင်ချက်ကိုကျွန်တော်ပြကြည့်မယ်ဆိုလို့ရှိရင်ဟိုတိတ်အများကြီးလုပ်ပြနိုင်တာတော့မတွေ့ရဘူးဒါအလုံးစုံသိန်းနိုင်ကျွန်တော်နှလုံးတော့ပဲကျွန်တော်မှန်းလို့ရတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာဒါ5ပေါင်းက နှလုံး80ရှုံးဆိုတော့ဒါကျွန်တော်ကတော့ဒီနေ့ပွဲလေးကိုကျွန်တော်တို့9ဟောက်ကိုကြိုက်တယ်ဒီဂျီနိုအာနဲ့ဒါအစပန်ယောနဲ့ပွဲစဉ်လေးကိုကျွန်တော်တို့9ဟောက်ကိုကြိုက်တယ်ဗျအကြိုက်တူနေညီကိုရရှိရင်ဒါယူသုံးလို့ရတယ်ဗျဒါမနေ့ကတော့ကျွန်တော်နှစ်ပွဲအောင်လာရယ်နော်နောက်ထပ်ပွဲစဉ်တစ်ပွဲကကျွန်တော်ဒါ Bayern Munich နဲ့ဒါကျွန်တော် Water Bremen နဲ့ပွဲစဉ်တွေထပ်ပြီးသုံးသပ်ပေးမယ်ဗျ ော့ဒါဘိုင်ယန်နေတဲ့ခါကျတော့ဒါချန်ပီယံလိမှာဒါချက်စီကိုဒါ၃ခုတကိုးနဲ့အနိုင်ရရှိထားတယ်ဒီလာလီဂါပွဲတွေမှာလည်းဒါတောက်လျှောက်ဒါဂိုးပြတ်နဲ့အနိုင်ရရှိလာတယ်အတင်းတင်းဖြစ်တယ်ဗျဒီတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်ဒါကိန်းသွင်းဘာလို့ကဒါ ဒါခြေဆန်းပြကစားနေတဲ့ကစားသမားတွေလည်းရှိတယ်အဲ့တော့ဒီတိုက်စစ်ပိုင်းတော့ဒါကောင်းမွန်နေတယ်လို့ပြောလို့ရတယ်ဗျဒီ water premium အနေနဲ့ကတော့ကျွန်တော်တို့ဒါနောက်ဆုံးသုံးပွဲမှာဒီတပွဲတရေဒါတပွဲနိုင်တပွဲရှုံးနိုင်ဒါအဆင့်၁၄မှာရက်တည်နေတယ်ခြေဆန်းပိုင်းကတော့ဒါအရင်ဆိုးရွားနေတဲ့နေရာမှာတော့မပါဘူးဗျအနှစ်သိန်းလုံးရထိတဲ့တွေ့ဆုံမှုဒါနောက်ဆုံးသုံးချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီဘိုင်ယန်ကပဲဒါကိုပြအနိုင်ရရှိထားတာကိုတွေ့ရတယ်ဗျဒီဘိုင်ယန်အနေနဲ့ဒါပြီးခဲ့တဲ့ပွဲတွေမှာဘယ်လိုကြီးနေဘယ်လိုအောင်ထားလဲဆိုတော့ကျွန်တော်တစ်ချက်ပြတ်သုံးသတ်မယ် ဒါဘိုင်ယန်ကကျွန်တော်ပြီးခဲ့တဲ့ဒီဟော်ဖန်ဟင်းရဲ့ပွဲမှာဒါကျွန်တော်တို့ဒီတလုံးအပြည့်ရှုံးကိုပေါင်းက၄လုံး50စားနဲ့ဒါဘော်ဒီရောကိုပေါင်းရောဒါဇုံအောင်ထားတဲ့အနေအထားတစ်ခုကျွန်တော်တွေ့ရတယ် ဒီနှစ်ပွဲမှာလည်းဒါဘိုင်ယန်ကဒါကျွန်တော်တို့ဒီဟိုဝါတာပရီမီယံကျွန်တော်ပေးထားတဲ့ဂျီက၃လုံးကိုဒါဘော်ဒီကို၃လုံး55ပြားဆောင်ဂိုးပေါင်းက၄လုံး55ပြားရှုံးဆိုတော့ဒီနောက်ဘိုင်ယန်နေနဲ့ဒါကျွန်တော်ဒီနောက်ပွဲမှာဒါချန်ပီယံလိကံရမယ့်အနေထားကြီးလည်းရှိရပြတ်ကြောင်းဒါပိုကီတီကတော့ဒါကျွန်တော်တို့ဒါအောက်ဂျီခေါ်ထားရတယ်ဗျအဲ့တော့ကျွန်တော်သုံးသပ်မယ်ဆိုလို့ရှိရင်ဒီနှစ်ပွဲလေးကတော့ကျွန်တော် ဘိုင်ဒန်အနေနဲ့တိတ်ပြီးတော့ကိုပြက်လောက်မယ်လို့တော့ကျွန်တော်မထင်ဘူးကိုကတော့ပြပြဦးတော့မဟုတ်ဘူးပြက်မယ်ဒါပေမဲ့သူခေါ်ထားတဲ့ခြေလောက်ထိတော့ပြက်မယ်လို့တော့ကျွန်တော်မထင်ဘူးဗျအဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့ပွဲလေးမှာဆိုရင်ကျွန်တော်ဒါဒီနေ့နည်းနည်းလေးစွန့်စားကြည့်မယ်ဘက်ကန်ကြည့်မယ်ဗျဒါကျွန်တော်သူများရဲ့ကျွန်တော်ဟိုဂိုးပေါင်းကကျွန်တော်တို့ဒီလေးလုံး55ပြားရှုံးဆိုတော့ကျွန်တော်ကဒါဘိုးအောင်နေလိုက်မယ်ကျွန်တော်ဘက်ကန်ကြည့်မယ်ဒါဒီနေ့ဘိုင်ဒန်ပွဲလေးကိုကျွန်တော်သုံးသပ်မယ်ဆိုရင်ကျွန်တော်တို့ဂိုးအောင်ကိုကြိုက်တယ်ဒါဘရာသာတို့အနေနဲ့ဒါကြိုက်တယ်ဆိုလို့ရှိရင်ယူသုံးပါ နေ့စဉ်နေ့တိုင်းဒါကျွန်တော်တို့ဒီတင်ဆက်ပေးနေတဲ့ဒီ mouse body တင်ပေးနေတဲ့ကျွန်တော် channel လေးရှိရယ်ကျွန်တော်ရဲ့ video ကမှဒါကျွန်တော်ဝါသနာပါတဲ့ညီကိုရဲ့ဒါလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ဒါ channel လေးရဲ့ဝင်ပြီးတော့ဒါတပွဲကောင်းနေ mouse guard ကိုကျွန်တော်တင်ပေးထားတယ်ဗျလေ့လာလို့ရတယ်ဗျအားလုံးမကျေးဇူးတင်ပါတယ်ဗျနောက်နေ့မှပြန်ဆောင်ကြမယ်